လောကလူဆိုတာပေါ်ပြူလာဖြစ်တာကိုကြည်ညိုတာသူတော်ကောင်းကိုကြည်ညိုတာ ਨੇ ပညာရှိကိုကြည်ညိုတာမဟုတ်ဘူးပေါ်ပြူလာဖြစ်မှကြည်ညိုတာလူတွေရဲ့သဘောกว่าအတိုင်းရှင်သာရိပုတ္တရာနဲ့ရှင်မောကလရှင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကြည့်ရှင်မောကလကတကူကြည့်တယ်တကူကြည့်တော့ရှင်မောကလပေါ်ပြူလာဖြစ်တယ်ဒါကထင်ရှားတဲ့ဥပမာတစ်ခုပြောပြတာเนาะတကူကြည့်တယ်ဆိုတော့ တောင်ကြီးလိုပဲသူကပေါ်ပြတာဖြစ်တယ်မြင်တာတယ်ပေါ့ထိုးကြည့်ရှင်သာရိပုတ္တရာဆိုတာခက်ခက်ခဲခဲနဲ့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 မိကုံပြဿနာတွေဖြေရမှသူကသူ့ရဲ့ပညာစွမ်းဆိုတာသိနေရှင်သာရိပုတ္တရာကပညာရှိမှသိတာကြောက်ရမောလားပညာရှိဆိုတာစီကြီးလိုပဲတီးမှပြီးတယ်မတီးရင်ဒီတိုင်းပဲနေပဲเนาะ အဲ့တော့ဥပမာပေးတဲ့အခါရှင်မောကလန်ကတောင်ကြီးနဲ့တူတယ်ရှင်သာရိပုတ္တရာကဆားနဲ့တူတယ်။နားလေအလတိဥပမာတောင်ဆိုတာကလူတိုင်းကမြင်သိတယ်။တောင်ကြီးကြည့်ပြီးတော့လူတိုင်းကနေပြီးတော့တောင်ကြီးကိုသိ။ဆားဆိုတာကြတော့ထမင်းမွေးတိုင်းမှာဟင်းချက်တဲ့ချိန်မှာသူကမထင်မရှားလေးပဲနေရှာတာသူကခိုးဟင်းနဲ့လည်းသူ့ခတ်လိုက်တာအရေးတော်တဲ့လည်းသူ့ခတ်တာပဲ။ ဖြစ်ဖြစ်အချက်ထားတယ်ကိုအတုံထဲလည်းသူပါမပါတဲ့နေရာရှိရလားအကုန်ပါတာထညက်ထဲတောင်မှသူပါမှလေးတယ်ဆိုထညက်တောင်မှစားလေးနဲ့မင်္ဂလာသီးစားလဲစားလေးနဲ့မကောင်းတာဒီတိုင်းစားလို့မကောင်းတမယာသီးဆိုတာတော့မပြောနဲ့တော့เนาะအချိုတာပဲဖြစ်ဖြစ်ချင်တာပဲစားလေးပါမှလေးတယ် ရှင်သာရိပုတ္တရာကျတော့စာနဲ့အလားတူတူတယ်နေရတကပါတဲ့ဒါပေမဲ့ပေါ်ပြူလာဖြစ်လာဆိုမျိုးအိရှင်မတရားကြီးတယ်လို့ပဲတို့ရင်စာတော့ဝဲတာဝဲတခါမှလည်းစာမစားရပါဘူးလို့ပြောစာကိုတရားတွေလို့ဒီပြင်ထမင်းလို့စားလို့ရတာမှမဟုတ်တာနော်စားပြဝဲတာဝဲရတယ်တူဦးပြီးတူကုန်းနေတာဒါပေမဲ့တခါမှလည်းစားစားရတယ်လို့မရှိဘူးလို့ပြော အဲ့တော့ရှင်သာရိပုတ္တရာရဲ့အနေထားကစားလို့ပဲပညာရှိဆိုတာစားလို့ပဲမပါရင်ပေါ့ပြက်ပြက်ပဲသူပါမလေးတယ်သို့တော့သူပါမန်းလည်းသိမသိချဘူးလူတွေကအသိမှပြုတ်မပြုတ်စားပေါ့နေထက်လိုက်စမ်းစားလေးဒါတော့ပဲသိနော်လူတွေကနာမည်တက်တော့စားလို့သူကမတက်ဘူးစက်သားဟင်းဝက်သားဟင်းဆိုပြီးတော့ ကောင်းတဲ့နာမည်တွေပဲတတ်တယ်။ချက်တွေဝက်တွေပဲနာမည်ကြီးသွား။စားကြတော့ဘယ်သူမှထည့်ပြောတော့စားမပါချက်သားလည်းမကောင်းဝက်သားလည်းမကောင်းငါလည်းမကောင်းဘာမှမကောင်းသို့သောသူ့နာမည်ပေါ်လာဆိုပေါ်ချဘူး။ပညာရှိဆိုတာစားနဲ့အလားတရန်တူတယ်လို့သူတို့ဆိုတယ်။အေးဒါကြောင့်မို့ရှင်သာရိပုတ္တရာမဲရှုံးသွားတာမဆံပါဘူး။ တေဝရကမဲနိုင်သွားတော့သင်္ကန်းတေဝရရသွားတယ်ပေါ့တကယ်တော့အင်္ဂုလိမာလာဟာဒီရက်ဆက်သူတော်မှန်တယ်သို့တော့သူဟာလူမိုက်မဟုတ်ဘူးလူမိုက်မဟုတ်ဘူးဆိုတာအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ပေါ့နော်လက်လဘင်းတုံးမဟုတ်ဘူးသူဘာကြောင့်လူတွေတတ်တာတော့ဆိုသူဆရာက တစ်ဖက်လဲနဲ့သူ့ကိုဒုက္ခပေးတာသူလေးစားတဲ့သူ့ရဲ့ဓိတပမောခဆရာကြီးလောကလူတွေဆိုတာခုခေတ်ပဲဖြစ်ဖြစ်ရှေးခေတ်ကပဲဖြစ်ဖြစ်မောဟတာလုံးတတ်တဲ့အချက်နေရာရှိကြတယ်အဲဒီမှာပညာစီးပူးနေကြတဲ့အထက်မှာအင်္ဂုလိမာလာဆိုတာသူ့နာမည်ကတော့အဟိန္ဒကလို့ခေါ်တယ်ဘယ်သူမှမညှင်းဆဲဘူးဆိုတဲ့နာမည် အဲ့ဒီအဟိန္ဒကဟာဝတရားခြေပြုံပြီးတော့ဆက်ဆံရေးကောင်းတော့ဆရာကြီးကလည်းချစ်တယ်ဆရာကတော်ကြီးကလည်းချစ်တယ်သူဝိယဝိဆတ်လုပ်တယ်ဆရာကြီးနဲ့ဆရာကတော်ကြီးကမျက်နှာသာပေးတဲ့အခါကျတော့ကျန်တဲ့ចောင်းသားတွေကမကြိုက်ကြဘူးဒါအခုခေတ်တဲ့ဒီတိုင်းပဲသူဆိုတော့ ဆရာကြီးနဲ့ဆရာကတော်ကြီးကမျက်နှာသာပေးတဲ့ခါမှာမကြိုက်ကြတော့ဘာလို့လဲဆိုခုခေတ်စကားနဲ့ပြောရင်ဂျင်းထဲကြတာပေါ့နော်လူတွေကခက်တယ်ဒုက္ခရောက်အောင်လှုပ်တာပေါ့ဒုက္ခရောက်အောင်လှုပ်တာလေသူတို့လုံနီးကဘယ်လိုလှုပ်တုံးဆိုဆရာကြီးသွားပြီးတူ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 ပြောတယ်ဒီအဟိန်တကကိုဆရာကတော်ကြီးကမျက်နှာသာပေးလွန်းတယ်ပေါ့ ဆရာကြီး မယူသားဘူးထင်တယ်ပေါ့ဒါချင်းထဲတာပဲနော်အဲ့ဒီတကမယူသားဘူးထင်တယ်ဆရာကတော့ကြီးရင်းနှီးလွန်အကြည့်တယ်ဆိုအဲ့ဒီလူဟာမျိုးနဲ့ပြောလိုက်တာတကယ်ချင်းနေမကဘူးဘုံထဲလိုက်တယ်လို့ဟောပောက်ကွဲသွားတာပေါ့လူဆိုတာတကယ်ဟတ်ထိသွားတယ်နော်ဆရာကြီးကအဲ့တော့အင်းဒီကောင်ဘယ်လိုလုပ်အောင်လ ဆက်ဆံရေးကိုကြည့်တော့လည်းပဲဆရာကတော့ရဲ့မျက်နှာသာပေးလုံးနေတာဟုတ်တယ်ပေးတယ်ဒါသူ့သဘောနဲ့သူဝတရားကြည်ပြောင်းလို့ပေးတာအဲ့တော့ဆရာကြီးကထပ်ပြီးတော့ဒီအဟိန္ဒကကိုသူချင်းထဲတာကပို့ဆိုးသွားတယ်သူကဘလို့လုတ်တုံဆိုအဟိန္ဒကမင်းပညာတော်တယ်မင်းအတွက်ပညာလန်းဆုံးမှုအတွက်အော် မင်းလုံးရမယ်လုံးတစ်ခုရှိတယ်အဲ့ဒါလုံးနိုင်မလားလုံးနိုင်မလားသူကိုယ်တိုင်ပြစ်တံပေးရင်ပြစ်ကလည်းရှာလို့မရဘူးသူ့ကိုဖဲခြင်းနဲ့ပေါ့ဆရာတော်ကြီးနဲ့မသိငါပြီသူ့ကိုဖဲထုတ်ခြင်းသို့သောဒီတိုင်းကအကြောင်းမပြဘဲနဲ့ဖဲလို့မရအဲ့တော့ဒီကောင်သူ့ဟာသူ့သူ့အော်တိုမက်တစ်သူ့ဟာသူ့သိလိမ့်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ အပြက်ရှင်းမှုဆရာကြီးက၆တွန်းတာမလုပ်နဲ့ဆိုတို့ပညာရတစ်ခုအတွက်မိမတပါဘယ်သူမှလုံနိုင်မှာမဟုတ်ဘူးငါခိုင်းတာမင်းလုံမလားဟာဆရာခိုင်းတာကျုပ်လုံမှာပေါ့ကျွန်တော်လုံမှာဒါဖြင့်လူတွေကိုမင်းတော်တဲ့သွားပြီးတော့တော်တဲ့လာတဲ့လူတွေတတ်တတ်ပြီးတော့လက်ညိုးတစ်ချောင်းလက်ညိုးတစ်ထောင်ပြည့်အောင်မင်းယူပါမယ် အဲ့ဒါလက်ညှိုးတထောင်ပြေးမှထို့လို့ဟာအောင်မြင်ပါဘူးမင်းလုံးနိုင်မလားမင်းမတော်ဒီလုံးလုံးနိုင်မှာမဟုတ်ဘူးငါတပြည့်စ조사မလားဆိုအာလုံးပဲဆရာခိုင်းရင်ကျွန်တော်လုံးမှာပေါ့ညိုရဲလည်းယူသားတဲ့လူလေးသူကသူလုံးချင်လို့တော့မဟုတ်သူဆရာခိုင်းတာဆိုလုံးမယ်ဆရာကြီးရဲ့အကြံကတော့သူ့ချင်းကပို့ပြီးတော့ပူတယ်ဒီကောင်သူ့ဘာသူ့ ဒုစရိုက်လုပ်ငန်းတွေလုပ်တဲ့အခါကျရင်မင်းပြစ်တက်ပြီးတော့ဘယင်ကဖမ်းပြီးတော့တတ်လိုက်မယ်ဆိုရွက်ချင်တယ်သူကသူအော်တိုမက်တစ်တည်အောင်လုပ်လိုက်တာပဲဒါဒါနဲ့တိုးတဲ့သွားပြီးတော့လက်နဲ့တွေဆွဲကင်ပြီး လာသမျှလူတွေကိုတတ်တတ်ပြီးတော့လက်ညှိုးတွေစုတာလက်ညှိုးတစ်ချောင်းဖြတ်ပြီးဟိုတိပင်ကွာကြညှက်ဒီတိပင်ကွာကြညှက်ဟိုနာသိမ့်ဒီဟိုနာထားဒီနာထားနဲ့ဆို လက်ညှိုးကမပြည့်နိုင်ဘူးတထောင်ပြည့်အောင်လုပ်ရမှာဆိုအတော်နဲ့မပြည့်နိုင်တဲ့အခါကျတော့ပျောက်ပျောက်သွားတယ်။ငက်ကစားသွားအကောင်မလုံးလေးချီသွားတယ်။နောက်ကြပဲလို့လှုပ်တော့စင်အဲ့လိုပျောက်သွားရင်တော့ငါလက်ညှိုးပေါင်းထောင်ပြည့်တော့မှာမဟုတ်ဘူးဆိုပြီးကျိုးနဲ့တီးပြီးတော့သူ့လက်ပင်ကိုဆွဲထားတာ။အဲ့ဒီကြမှာသူ့ကိုအင်ဂူလီမာလာလို့နာမည်တွင်သွားတာ။အင်ဂူလီဆိုတာလက်ညှိုး မာလာဆိုတာပန်းကုံလက်ညှိုးပန်းကုံကိုလည်းပင်ဆွဲထားတယ်နော်အဲ့ဒါလို့သူဟာဆရာခိုင်းတာဆိုရင်ဘာမှမလုပ်မယ်ဆိုလူဆိုးကြီးဘွားရောက်သွားနောက်ဆုံးမှမြတ်စွာဘုရားနဲ့တွေ့တဲ့အခါကျတော့မြတ်စွာဘုရားရဲ့စကားကြောင့်သူဟာပညာတော့ရှိတယ်မြတ်စွာဘုရားကိုတတ်ပြီးတော့လက်ညှိုးယူမယ်ဆိုပြီးလိုက်တယ်သို့တော့မြတ်စွာဘုရားနာ အနီးနားရောက်တော့လည်းပဲမိလူမိလူနဲ့မှမိဘူးလမ်းလျှောက်ဆက်ကြီးကိုလမ်းလျှောက်နေရတယ်လို့ပဲသူလမ်းလျှောက်ဆက်ကြီးကလမ်းလျှောက်ရှေ့ရောက်မှမရောက်တာနော်ဒီနာဒီနာပဲအင်္ဂုလိမာလာလည်းအဲ့လိုလမ်းလျှောက်ဆက်ပေါ်ပြေးနေရတယ်လို့ရှေ့မရောက်ဘူးနောက်ပိုင်းမောလာတဲ့အခါကျတော့မြတ်စွာဘုရားကိုအိုယဟန်ရက်လိုက်ပါရက်လိုက်ဆိုပြီးဩတော့မြတ်စွာဘုရားက ။နောက်လှည့်ပြီးတော့သူ့ကိုပြောတယ်။ငါရက်နေတာပါမိမဲ့ရက်ဖို့လိုပါတယ်။အဲ့ဒီစကားကသူကတမန်လူတယောက်ကဒီစကားကိုသဘောပေါက်ချင်မှာပေါ့။သူကြတော့သိဉာဏ်ရှိတော့သူကစဉ်းစားလိုက်တယ်။ဒီယန်းကသွားနေရင်နဲ့ငါရက်တာပါမိမဲ့ရက်ပါလို့ပြောတယ်။ဘယ်လိုအိဗယ်လဲဆိုပြီးမိတော့မြတ်စွာဘုရားရှင်းပြတယ် ငါသူများအသက်တွေတတ်တယ်ဆိုရဲအကုသို့လုပ်တွေကိုရထတာမင်းကမရသေးဘူးမင်းရဖို့လိုတယ်လို့ပြောအဲ့ဒီမှာငါမှားပြီဆိုတာအဲ့ကတည်တယ်သူပါတဲ့လက်နဲ့တွေကုန်ပြစ်ချပြီမြတ်စွာဘုရားရှေ့ဒူးထောက်အဲ့မှာမြတ်စွာဘုရားသူ့ရဲ့တောင်းဆိုချက်အရသင်္ကန်းဝတ်ပြီးတော့အကြောင်းတော်ခေါ်သွားတယ်ဆက်လန်လေးနောက်တစ်ပတ်လုံးနေမြတ်စွာဘုရား ဟောတဲ့ တရားဓမ္မကိုကျင့်ကြံကြိုးကအထောက်လိုက်တဲ့အခါမှာသူကယန္နာဖြစ်တယ်ပေါ့အဲ့တော့သူလုံးတဲ့အကုသိုလ်တွေကအလုံးကိုများတယ်များတော့ဒီအကုသိုလ်တွေကအကျိုးမပေးဘူးလားဆိုဒီဘဝအကျိုးပေးယန္နာမဖြစ်ခင်ယိုရဲယိုရဲဆုံးကသွားရင်ဟာဟိုမှာဒုသတ္တမကြီးအင်္ဂုလိမာလာကြီးဆိုပြီးဟိုအိမ်ထဲကခဲနဲ့ပြက်လိုက်ထုံးနဲ့ပြက်လိုက်နဲ့ဆုံးမရပဲနဲ့ဒုတ်တွေခဲတွေကြီးပဲရတယ် တပိတ်ကွဲလိုက်သင်္ကန်းတွေဆုပ်ပြဲလိုက်အဲ့လိုနဲ့ရှင်ဒုက္ခတွေမျိုးစုံခံစားပြီးမြတ်စွာဘုရားတရားတော်တိုင်လိုက်တာခြင်းသုံးတော့ရှင်းမြောက်မှသူယန္နာဖြစ်သွားအဲ့တော့ယန္နာဖြစ်သွားတဲ့အခါမှာကိလေသာဆိုတဲ့ရှင်တွေကညစ်တိညစ်ထေးနေတဲ့ညစ်နွမ်းတဲ့အရာတွေကုန်ဖယ်ရှားလိုက်တဲ့အခါကျတော့နောင်ဘဝဆိုတာ သူ့မှာမရှိတော့မရှိတော့ဒီအတွက်ကြောင်းအပင်ငယ်ကြာဖို့ရကံတရားတွေကဆွဲချခြင်းကမတက်နိုင်တော့ကိရိတာမရှိလို့မျိုးစိဆိုတာမြေနဲ့ရေနဲ့ပေါင်းမှအပင်ပေါက်တာဟုမြေရေမရှိဘူးဆိုရင်မျိုးစိကြီးကမပေါက်ဘူးအဲ့ဒါလိုပဲကိလေသာတွေဖယ်လိုက်တဲ့အခါမှာသူ့ရဲ့ကိလေသာတွေကုန်ခန်းသွားသည့်အတွက်ကြောင့်ဘဝမျိုးစိဆိုတာမပေါက်ဘူး